အားလုံးပဲမင်္ဂလာပါရှင်။ဆရာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ပြည်ရန်ကြံသောစထုံးများဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်း၁၂ကိုဆက်လက်ဖတ်ပြပေးတော်မှာပဲဖြစ်ပါတယ်။ပြည်ရန်ကြံသောစထုံးများ အပိုင်၁၂ခင်နဲ့ကြောစေးတွင်တို့စာရန်အချောသက်ပြန်လဲစစ်စေးနေခြင်းကာလအတွင်းဝိတ္တရာအပြန်အလှန်ဆွေးနွေးခြင်းပြုရမှာတော့စကားပြော အစင်မပြေလား။ ကျော်စီကလည်းအယူတယောက်လို အသေးအံချောလိုက်ဒေါသထွက်လာကစကနိုင်လူလိုက်ဖြင့်အခက်ခဲဆုံးအနေထားကိုဖျက်ကျော်နေကြရသည်ကိုဝင်ကိစ္စအတွက်စကားလမ်းကြောင်းရောက်တိုင်းကိုဝင်ဖျက်ဖို့စီစဉ်ကြရအောင်ဟု ခင်ကိုငိုယိုမတက်တိုက်တွန်းနေပြန်တော့သည်ခင်ဘဝမှာဘာဆိုဘာမှရှိမနေဘူးကိုယုံကြည်ရတဲ့လူ ရင်းနှီးချစ်ခင်ရတဲ့သူနွဲ့နွဲ့တွဲတွဲပွေဖက်နှစ်သိမ့်ပြီးမဲ့သူ ခင်ပင်မန်းနေလားဆိုပြီးခင်ရှိက မမမမက်ရက်တီပေးမဲ့သူဘသူမှမရှိဘူးခင်ကိုတွေ့တာနေတဲ့သူဘသူမှမရှိဘူးခင်မရှိရင်အထီးကျန်သွားပြီလို့ခံစားရမဲ့သူမရှိဘူးဒါကြောင့်ခင်ကိုယ်ထဲမှာတသားတည်းဖြစ်တည်လာတဲ့ဒီကိုဝင်ကိုမုံတီးနာကြီးမိတဲ့ကြားကငါ့ကိုတွေ့တာမဲ့သူများဖြစ်လိမ့်လားဆိုပြီးမဖြတ်ချရက်ဘူးကျော်စီကခေါင်းကိုတွင်တွင်ခါရမ်းရင်း မဟုတ်ဘူးလေခင်နာမကိုတယောက်လုံးရှိနေရပဲခင်ဘေးမှာအတူတူရုံးကန်စူးစားဖို့ကိုရက်တီမှာပေါ့ဒီအချိန်လေးမျိုးမှာခလေးမွေးပြီးရုံးကန်မိုးဆိုတာဘလို့မှမဖြစ်နိုင်တာခင်ဟာခင်အယမ်းစိတ်ကူးရင်လုံးနေပြီကွာခင်ကမေပြုံပြုံလိုက်သည်ကိုတယောက်လုံးရှိရပဲဟုတ်လားလွန်ခဲ့တဲ့နှစ်လလုံးအချိန်တော်တော်များများမှာကိုခင်ကိုရှောင်နေတယ်သူအားငယ်နေမလားစိုးရိမ်နေမလားလို့ ကိုတခါလောက်တောင်စဉ်းစားဘူးရဲ့လားဟင်ခုလေခင်တို့တတ်ထားတဲ့ပညာနဲ့တင်ဘဝကိုရက်တီကြီးလို့ရနိုင်တာပဲလေဟာကိုပြောပြပြီးပြီလေကို့မှာအမေတယောက်လုံးရှိနေသေးတယ်ကိုသူ့ကိုလက်လွတ်စပယ်ထားခဲ့လို့မရဘူးမိမေကမိုးဆိုးမှ PhD မရခင် သူ့ဒီအခြေအနေကို လုံးဝလက်တင်ခံနိုင်မှာလည်းမဟုတ်သေးဘူးကိုတို့သားမီးရဲ့ပန်းပန်းနိုင်အတွက် အရန်ဒုက္ခခံခဲ့ရပြီပြီ မိမိသွေးဆောင်တက်ပြီးတခုခုဖြစ်သွားမှကိုရင်ကျိုးရလိမ့်မယ်။ခင်ရဲ့နာကြီးစွာရီမောတန်ကအနှဲငယ်ကျဲသွား၍ကျော်စီအနီးနားဝင်းကျင်ကို ရှက်စိတ်ဖြင့်လှည့်ကြည့်သည်။ကျော်စီတွင်ရှင်သိမ့်ရီရတယ်နော်။ဘလို့စိတ်နေများရှင်ကျမဘေးမှာရက်တိပေးမယ်လို့ပြောရရတာလေ။ထားပါလေ။ကျမတိတဲ့ကျော်စီတွင်ကဒီလိုလူစားမျိုးပဲဟာ။ရှင်တိအောင်ကျမပြောပြမယ်။ ဒီပိုက်ထဲကခလေးမပြောနဲ့ကျမအသက်ကိုပါစတဲ့ပြဖို့ထိအချိန်ချင်းစဉ်းစားကြည့်ဘူးပြီးတွေးကြော်တယ် overdose ဖြစ်တဲ့အထိဆေးသွင်းတတ်တည်ဖို့လဲတွေးခဲ့ပြီးပြီးရှင်နဲ့ရလိုက်တဲ့ကိုဝင်ကိုမုံတီလွန်းလို့ဒါပေမဲ့အရာရာကိုတယောက်တည်းခါးစည်းခံနာကျင်နေရတဲ့ဘဝမှာကိုပိုက်ထဲကခလေးကိုတော့တစားကံမလုပ်ရနိုင်တော့ဘူးရှင်ဘလို့တရေဘောဆက်ကြောင်းနေမလဲကျမမသိချင်တော့ဘူးကျမဘွားကတော့ ောက်တဲ့နဘူးမထူတော့ပါဘူးလေရှေ့ဆက်သွားမယ်လို့ပဲဆုံးဖြတ်လိုက်ပါပြီခင်တစ္ဆာအောင်ကလဲပြိုသွားမယ်မိမမဟုတ်ဘူးခင်တော်တော်မိုက်လုံးကြီးသွားတာပဲခင်ကလည်းကိုတိထားတဲ့ခင်တစ္ဆာမဟုတ်တော့ဘူးခင်အနာကက်အတွက်တရားစဉ်းစားပါလို့ပဲပြောချင်ပါတယ်ခင်ဒီတစ်ချိန်မှာအပြတ်သားဆုံးစိတ်ပိုင်းဖြတ်၍သူမဆုံးဖြတ်ချက်ကိုပြောလိုက်ခြင်းဖြစ်သည်ကြော်စေသွင်းအနေထားကိုလည်းနားလေလိုက်ပြီးမှလည်း ခင်အတွက်ရှေ့တန်းထွားရတော့မယ့်စစ်တီတယောက်လိုသာနှလုံးသွင်းထားလိုက်တော့သည်ခင်တကားမှရှောက်လန်းဘူးခြင်းမရှိသေးသောလမ်းတစ်တစ်ခုအတွက်ကြိုတင်ပြင်ဆင်ရတော့မည်ကြံတန်းခက်ခဲမည်ဖြစ်တော့လေရန်ကုန်မြို့ပြင်ပနယ်ဝေးတစ်ခုမှတာဝန်ထမ်းဆောင်ရင်ခိတသွားရောက်နေထိုင်ရန်လဲဆန္ဒဖြစ်မိသည်မိမိကိုပြောပြရန်မှာလဲအင်မတန်မွန်းကျက်ခက်ခဲလာသည် အထူးသဖြင့်လွင်တို့ရောက်နေချိန် မင်္ဂလာပွဲစီစဉ်နေချိန်မှာခင်ရဲ့အရှုံးသမားတယောက်ဘဝကို မဖွင့်ချလိုပေ။ဤသို့သောအကြောင်းနှင်းမှခင်ဘဝကိုအတိခံ၍မဖြစ်နိုင်မီ။ဒီတရင်မျိုးကိုတပ်ဖုံမြတ်လွင့်ထံမှတဆင့်ပြန်တိကြားသွားခဲ့လင်ခင်ဟာယောက်ျားများနဲ့ပတ်သက်ပြီး အတွင်စိတ်ကခက်ပြန်ပြန်ဖြစ်နေသော မိမတယောက်ဖြစ်လွန်စွာရှုတ်ချပေးလိမ့်မည်။နေရောညပါ ဂျူဒီချိန်တွင်ခက်ဆိတ်ဆိတ်ပင်ပန်းလွန်သောရက်တွေမှာခင်တယောက်တည်းအာတင်၍ရင်ဆိုင်နေရသည်ဂျီလိုနေသားမျိုးနဲ့သာငါဆက်သွားနေရင်ကလေးများပြက်ကြလိမ့်မလားဟုသောစိုးရင်စိတ်ကဖြစ်ပေါ်နေရသည် ခင်တော်ဝင်ကြသောစေယုံတို့ကြော်စီကရံဖန်ရံခါအစားတောက်များလာပို့ပြီးတည်တင်းလာမိတတ်တော်လဲမတက်တာလွန်၍သာလာနေရသောအနေအထားစိုးရင်စိတ်နှင့် အလုတ်ပင်ပန်းမှုရောထွေးပြီးကြော်စိမျက်နှာများခြောင်ကပိန်ကျသွားသလိုထင်ရသည် ခင်းကိုကြည့်သောကြော်စိမျက်လုံးကြည့်များက မလိုအပ်သောတာဝန်အပေါ်တွင်လှုပ်ပေးနေရသည်ဟုစိတ်ပြတ်စိတ်ရှုံမှုများအပြည့်ဖြင့်အိမ်မှာရှာရှာပပနားရသောရက်လေးတွေမှာခင်ပိုပြီးဝမ်းနေရသည်မိမိကလွင်ကြိုက်တတ်သောဟင်းများအဟာရဖြစ်မိအစားတောင်များချက်ပြုတ်စီမံပေးသည် တပ်ဖုံးများကလွင့်ကိုမျက်စိအောက်ကအပြောင်းမခံယူရပြနေသည်တပ်ဖုံးများမိပါများ၏အလုတ်တွေတွားရောက်ကူညီပေးနေရချိန်တွင်မှလွင့်တွားရေးလာရင်းများ လွဲကူစေရန်ကားတစ်စီးနှင့်ဒရိုင်ဘာလွှတ်ပေးထားတတ်သည်လွင့်ကသူ့အမမျက်နာများချောင်းက နွမ်းလျာနေသဖြင့်ခင်ဆေးုံသွားတဲ့အခါကားဖြင့်လိုက်ပို့ပေးရန်ဒရိုင်ဘာကိုပြောထားတော်လဲ ခင်ကလုံးဝလက်မခံဘဲဘတ်စကားဂိတ်ထိမိမိဘာသာလမ်းလျှောက်သွားလေးရှိသည်။မျက်ရည်တွေကြာလိုကြနေမှန်းတော့ခင်ကိုခင်မသိတော့တဲ့အချိန်တွေလည်းများလာခဲ့သည်။အိမ်မှာညနေဆို channel ကဓာတ်လေးပေါ်မှာလွင်နဲ့တပ်ဖုံးဘာတွေတွထိုးရီမောနေကြသည်မသိ။ရှမ်ပန်ရင်ကမိမိကပါတမတ်စားဖို့လက်ဖက်တုပ်ပကံလေးချရင်စကားလက်ဆောင်ချနေတတ်သည်။မင်္ဂလာဖိတ်စာရွေးခြင်း စွန်းကျွေးရန်ဘုံကြီးကျောင်းစုံစမ်းခြင်းညစာကျွေးရန်ဟိုတယ်စုံစမ်းခြင်းတို့ကြောင့်လွင်ပင်မနေရသည်ဟုဆိုကာလွင်ဤရောက်ခမများက အာစီများ စားတောက်ဖွေရာများလာပေးကြသည်သည်သူတို့အားလုံးဤစကားတန်ရည်တန်များကခင်ကိုလောင်ပြောင်တယောနေတန်များဟုသာခံစားနေကြရလေသည်ထမင်းစားကန်ကရက်က လွင်နေသောအခန်းထဲမှာတပ်ဖုံးနှင့်လွင်တို့ရှီမောစကားပြောတန်ချို့ကိုလည်းမကြကနာကြားနေရတတ်သည် ထိုအခါမျိုးတွင်မိုးမမြင်လေမမြင်ဆိုတာဒါပဲနေမယ်ဟုခင်စိတ်ထဲကအချင်းပေါက်စွာတွင်နေမိသည်တရက်အန်တီမီနေမကောင်း၍မယန်းကောင်းအိမ်တွင်မေမေညသွားအိပ်ပြီးသည်နောက်နေ့မနက်စောစောမှာတော့တပ်ဖုံးမြတ်ကအိမ်ရှိရောက်လာရာလွင်အိပ်ရာမနိုးသေး၍ ခင်ခြံတကားသွားဖွင့်ပေးခဲ့ရသည်တပ်ဖုံးလက်ထဲမှာလွင်အတွက်မနှက်စာဖြစ်ပုံရသော စတီးချိုင်းတလုံးကိုကင်လာသည် ခင်ကိုဝိကြည်တန်းကြီးပြုံးပြပြီးချိုင်းကိုလမ်းပေးသည်ဟိုလေလွင်အတွက်မနှက်စာပါဒါပေမဲ့မခင်တစ္ဆာတို့တော်လည်းပါပါတယ်ခဲဖြော့ရအောင်ဂျင်းဂျက်ကက်ဂျင်းပေါင်းမီတို့ကိုလူငယ်ဆန်ဆန်အတွဲဖက်ဝတ်ဆင်ထားသောတပ်ဖုံးမြတ်ဤငယ်ရွယ်ချောမုံမှုကိုခင်တတိထားမိသွားပြန်ရဲ့ နာကြီးစရာတွေးကြုံများကိုပြန်တွေး၍တတိပြန်ထားလိုက်ရသည်။လွမ်းစရာရှိရင်နာစရာနဲ့ဖြေပါရဲလေ။တပ်ဖုံးကိုကောင်းကြီးပြလိုက်ပြီးဂျိုင်းကိုယူကာမိဖို့တဲသို့သာတန်းဝင်ခင်မိသည်။တပ်ဖုံးကတော့လွင့်အိတ်ခမ်းစီတို့တန်တန်မမတ်ဝင်သွားခဲ့ရာခင်ဘာကိုမကြင်နှံ့မှန်းမသိအန်ကိုကြိတ်လိုက်မိသည် ခလေးတယောက်လိုချွဲနှဲ့နေသောလွင့်အတန်ကိုကြားလိုက်ရသည်ကိုကိုကြီး အစောကြီးပဲမနှက်စာလာပို့တာလားဟာကိုကိုတဲလီနိုးသွားပြီလားတနာပါတယ်ကိုကိုဝင်လာလိုက်မိတာ sorry ပါတဲရေဟုတ်ပါဘူးလွင်နိုးနေပေမဲ့မူးနောက်ပြီးအန်ဂျင်နီလို့မထနိုင်တာကိုကိုဟုတ်လားခုအရန်မူးနေလားတဲရဲ့အမကိုပြောလိုက်လေသူအိမ်မှာရှိနေတော့ဘာရဲ့မဟုတ် သူတို့စကားပြောတဲ့ကို ပိုချမိစေရန် ခင်က အခန်းနီယနာကတ်သွားမိသည် လွင်သက်တာပါတယ် နုံနှုံချင်းမို့ပါဆိုခင်ကစေးုံစွစောသွားမှာသူအလုံးနောက်ကြနေပါဦးမယ်ဒါနဲ့ကိုကိုလွင့်အခန်းလေးမေမေပြင်ပေးရချစ်စရာလေးနော်ကိုကိုရောသဘောကြလားအင်းချစ်စရာလေးပါဒါပေမဲ့ကိုကိုကတော့ဒီခန်းကိုတိတ်သဘောမကျဘူးငငယ်လေးနားထောင်နေရမှာခင်မျက်နှာထားတင်းငနေဖြစ်သွားသည်ဒါဘာသဘောပါလဲမေမေကဘန်ဂလိုပုံစံတစ်သားအိမ်ဟောင်းကလေးကိုတိတ်တိတ်လွင်လွင်ဆေးပြန့်တော့ကကြမ်းခင်းတွေပြင်ထားပေးတယ်လို့ လွှင်ပြန်လာနေတော့ပြန်လာတော့နေရန်ထိုခန်းလေးကိုတော့တအိမ်လုံးမှာအကောင်းဆုံးစီစဉ်ပေးထားသည်တပ်ဖုံးကခင်သူ့ကိုဆွဲဆောင်မိခဲ့ဘူးတော့အခန်းနေရာမှုစိတ်မတန်ဘူးဆိုတဲ့သဘောလေးလားခင်ခိုးနားထောင်နေလိမ့်မည်ဟုယူဆပြီးခင်ကိုကြားစီ လိုခြင်းလားဟင်းခုခုကလည်းမိမရလွင်တွယ်သူ့ခွန်အားလေးနဲ့နိုင်တဲ့လောက်ပြင်ဆင်ပေးထားရှာတာကိုဘာကြောင့်သဘောမကျရတာလဲပြောဩော် အဲ့လိုမဟုတ်ပါဘူးမျက်နှာကျနည်းနည်းနှိမ့်တော့ဝိနေတလို့ဖြစ်ပြီးလွင်နေရတာများချင်းမလားလို့ပါအမှန်တော့ကိုကိုမိမလေးကိုကိုကိုတို့အိမ်တလဲနေစေချင်သေးတာခွဲမအိတ်ချင်ဘူးလေရန်ကုန်ရောက်ကြတဲ့ခွဲနေရတာလွမ်းနေဗျလက်ထပ်ပွဲတော်မလို့ရသေးပဲနဲ့ဘာကိုကိုမိမလေးလဲကိုကိုတို့အိမ်ဒီလိုသာလိုက်နေကြည့်လေကိုကိုအမျိုးတွေမျက်စီတဲ့လွင်ကကလက်တက်တက်မိမဖြစ်သွားမှာပေါ့လို့ဟောဗျာ ကိုကိုမိမမဟုတ်လို့ဒီပိုက်ထဲကကလေးလေးဘသူကလေးတော့ပြောဖေဖေတို့ကလေသူ့ချွေးမသာအိမ်မှာခဏလောက်လာနေလိုက်ရင်နိုင်ငံသားတော့ပြန်လွတ်ချင်တော့မှာမဟုတ်ဘူးနော်ဟာတို့တို့ပြောလေကိုကိုကလေခင်ချားသွားရင် ရှက်စရာ အပြိုကြီးကဒါမျိုးတွေကြားရင်မကြိုက်ဘူးသူကအစိမ့်တက်တက်ရဲ့ခင်ကဒီစကားကြားတော့ပူရောင်ရှက်မိသွားသည် သူကအပြိုကြီးမှု အစိမ့်တသက်ရဲ့ဆိုတဲ့ဇကားကိုတပ်ဖုံးကျင်နဲ့ဘလောက်တောင်လောင်ရည်နေလိမ့်မလဲအခန်းထဲ၌မှန်ရှိရင်ခင်ကိုဘာသာမတည့်ရဲ့ကြီးနေမိသည် နသာရောင်ရင်ပုံနဲ့ရွှေညိုရောင်ပိုးထမင်ကို ဝစ်ဆင်ထားသောမိမိမှာအုံမင်းရှင်ရောနေတရားခါနေငယ်တုံနေပြီးအရင်က ချက်ရက်နေသောဘိုက်နေရာမှာမဆိုးစလောက်လေးဖောင်းနေလေခဲ့သလားဤတော့ပင်ဆိုသည်ခင်မျက်နာကတော့ အရင်ထက်ခြောင်ကြကအယောင်စင်းမဲ့နေတာတည်ကြသည်ခင်အင်ကြီးဝိဇာများကိုအမြန်လဲလဲကဆေးရုံသို့ထွက်ခဲ့သည်မနန်စောစောကကိုယ်တိုင်ထပြင်ထားခဲ့သော ခင်ထမင်းကြိုင်လေးမှာ ထမင်းစပွဲပေါ်တင်းရက်သားကြံခဲ့လေတော့သည်ကျော်စီတွင်ဤစိတ်အနှဲငယ်ပျော်ပြောင်းလာပြီး ခင်ကိုဝင်ကိုတောင်းဝင်ယူပေးမယ်ရှေ့ဆက်ကြမယ်ဟုသာ ပြောလာခဲ့ရင်ခင်ပူပန်တော့ကတော့တက်တာပေးလိမ့်မည် တပ်ဖုံးကလွင့်ကိုဂယူဆိုင်ပေးတယ်လို့မျိုးကြောစီသာခင်ကိုနားလဲဂယူဆိုင်ပေးရင် ခင်အားလုံးကိုမေ့ပြစ်နိုင်ပေလိမ့်မည်ဆေးရုံရောက်လာသည့်အထိခင်စိတ်ထဲထိုအကြောင်းအရာများသာ တွေးလာခင်ပြီးတော့သည်9ရက်တိတိအဋ္ဌံဝင်းကကမ္မထန်းကိုတနေ့၃ချိန်ထိုင်ခဲ့ပြီးမေတ္တာသုတ်တရားရှိခောက်အဋ္ဌံကိုလည်းနေ့စဉ်ဝင်ကြရသည် လောကပါဠနတ်မင်း၄ပါးနှင့်တကွမျိုးဆောင်နှင့်များ စင်မင်းနဲ့နမိတ်ဆောင်များပုံမဆိုးရုပ်ကဆိုးအနိုင်မြင့်အစင်လိုက်ပင့်ဖိတ်ကမြတ်တာပို့တစ္ဆာဆိုရသည် ခင်တစ္ဆာအောင်အမည်ရှိခဲ့သောပရာသည်လူသားတို့၏ဤနယ်မြေဝင်းကျင်တွင်ရှိနေခြင်းမရှိနေခြင်းကို၃ချိန်၃ခါမေးလျှောက်ခြင်းပြုရသည်ပြည်တံကြခံနေရသောပရာဖြစ်ပါကလည်းလက်ရှိ ပရာအကျိုးဆောင်တွင်သည်ဂျမပြုလျက်ရှိသောတိလဘာဝနာမြတ်တာအဋိဌံတစ္ဆာမှန်ခြင်းတို့ကြောင့် ကာလအပိုင်းခြားတစ်ခုထိထိုပရအားပြည်တံမှအနာပေလွမြောက်ခွင့်ပြုရန်တော်၎င်းအပိတိုင်လွမြောက်ရန်လမ်းရှိကလည်းအပိတိုင်ပြည်တံကင်းလို့ခွင့်ပြုနိုင်ပါစေရန်တော်၎င်းထိုပရသည်ငတ်မို့ခေါင်းပါခြင်းပေးမှကင်းဝေးခွင့်ရပါစေကြောင်းတောင်းမှန်ခြင်းစသဖြင့်ဆင်ဆင်ပြူပါသည်ထို့သို့ချင်းရများကို၅ရက်တိုင်တိုင်ပြုကခင်တစ္ဆာအောင်ရှိရသောဦးတီရတော်သည် ခင်တစ္စာရှိနေသောသက်ဆိုင်ရာ နေရာဤတက်ခွဲခန်းကိုပြင်ပလူဝင်ဖို့ရာ စီစဉ်ဆောင်ရွက်ဖို့ရာအစဉ်မပြေသဖြင့်၎င်းနှင့်နီးစပ်ရာတနေရာတွင် ကာထိုးထားရင်ခင်တစ္စာအောင်ကိုဆက်သွယ်ရန်နီးလမ်းများကိုစတင်ရတော့သည်မိုက်ခရိုဘတ်ဝဲခွန်းအမျိုးအစားဖြစ်သောကျမကား၏နောက်ခန်းခုံများကိုစုံလေအနေထားဖြင့်မျက်နှာချင်းဆိုင်လှည့်ထားလိုက်သည် ထိုအခါ ဝဲကွန်နောက်ခန်းလေရင်ခောက်စပွဲလေးတလုံးထားစရာနေရာလို့ရသွားသည်ပြင်စင်ချက်၁စပွဲခင်းအဖြူတန်တန်တထဲကိုခင်းလိုက်ပြီးထိုစပွဲခုံပေါ်တွင် မြေကြီးအပြည့်ဖြည့်ထားသောညေအင်တုံခတ်သေးသေးလေးတလုံးတင်သည်တပံရေပလားလေးတလုံးကိုရေနှဲငယ်ဖြည့်၍မြေအင်တုံထဲမှမြေကြီးထဲသို့မြုပ်ထားလိုက်သည် မြုပ်ထားသောထုံရေပလားတဲ့တွင် ခက်ရှိရှိ မြေရေခွက်အဝါကျဲလေးကိုထပ်ထဲကရေခွက်နှကန်အဝါကျဲပေါ်၌မြေစီမီခွက်ကိုထပ်ခါတင်သည်မြေစီမီခွက်ပေါ်တွင်ဖျောင်းနိုင်ဤနှင့်အမဲကိုပူးကာမင်းမထွန်သေးပဲဥစွာစိုက်ထားလိုက်သည်ပြင်စင်ချက်နှင့်တသားပကံဝိုင်းတစ်ချက်တွင်ထမင်းငါးကြော်ကြီးကြီးတစ်ကောင်နှင့်ကြက်ဥအနှစ်တချို့ပုံကာတင်ထားလိုက်သည် ဂရီဘာသာအမဲရောင်ထိုင်ခင်းတစ်ခုအစဉ်တင်ပြင်ထားခဲ့သည်အသာ၅စိမ့်တွေးစိမ့်မသုံးပါပြင်ဆင်ချက်သုံးတမထကိုနာယူဝတ်ထိုင်သည်ကားပေါ်တွင်တမတမာတိရဖို့မလွယ်ကူပါထုံးဆိုင်ရဖျားအာနာဇက်ဓမ္မအာနာဇက်အရိယာအပေါင်းတို့၏အာနာဇက် လောကပါလာနမင်းလေးပါအာနာဇတ်စီမင်းနယ်နမိတ်ဆောင်နတ်ကြီးတို့အာနာဇတ်တို့ကိုတောင်းခံခြင်းပြုကာခင်တစ္ဆာရှိရာသို့စိတ်ညွှတ်၍ဆင်ခေါ်ရတော်သည်တထောင်ခန့်ရှိသောဝါမင်းခေါ်ဝါတမျိုးဤအစ်စ်အပိုင်းကို ထောင်ရသားအနေထားဖြင့်အနီးတွင်ထားရသည်ကြေးလှိုင်တန်တုံခါတန်ကိုဖြစ်စေသောကြေးအထူသားခွက်ကိုဆောင်ထားပြီးငါးချိန်တည်တည်ညီစေရသည် ကြေးလိုင်တန်တုံခါတန်သည် မလိုလားအပ်သော မရှိစေအပ်သော မကောင်းသောလိုင်အချို့ကိုအာနေကပြပြစေသည် အချို့သောပုံကူများအလဲပင်ခေါ်ရရောက်စေသည်မိမိအနီးနားတွင်ပရိတ်ကျိုးများထားရှိခြင်းပရိတ်ရည်အစင်တင့်ဆောင်းထားခြင်းများပြုရသည် အကောင့်ထဲပေါ်ကစတင်ဆက်သွယ်ခြင်းအာယုံညွတ်၍အာယုံပြုခြင်းတတိဖြင့်ဥစွာအာယုံမိတ် နယ်ပယ်ကိုထင်ရှားစေခြင်းဝါမင်းအစ်စ်ပိုင်းတုံချောင်းဖြင့်စပွဲကို ခောက်သည်ဖျောင်းနိုင်အနီနတ်တို့ကိုစတင်မိထွန်းညီခြင်းဖျားရှိခိုးတီလာယူခြင်းများပြုပြီးနောက်တမထအာယုံကိုမဖြစ်မနေယူရသည်တပြေပြေနှင့်အာယုံနမိတ်မျိုးစုံဖြတ်တန်းပြီးကျမဤနန်းခန္ဓာသည်တစ်ပင်ခြုံနယ်များနှွယ်ရက်နေသောအစာအူပြက်ကြီးတစ်ခုတွင်သို့ရောက်ရှိနေသည် ထိုအဆောက်အုံပြည်ကြီးတွင်ရှိ ဟောကန်းကျေနေရာအလဲတက်တဲ့တွင်ဆွေးမြေနေသော ခုံတန်းစပွဲရှိနှင့်ထိုင်ကုန်တန်းရှိတစ်ခုရှိနေသည်ကျမ၏စိတ်မှခင်သစ္စာအောင်နာမည်ကိုပြတ်သားထင်ရှားစွာရွတ်ဆိုသည်အချိန်ချင်းအခါခါစိတ်ညှို့၍ခေါ်သည်အချိန်နှဲငယ်တွင်တွင်အစာအုပ်တွင်ရှိတဝက်တစ်ပြက်ပြိုကျနေသောအုပ်ရိုးတစ်ခုပေါ်မှမဲနှက်ရှည်လျားသော ခန္ဓာကိုယ်ကြီးဖြင့်တတဝါတစ်ကောင်ဆင်းလာခဲ့သည် တကူလုံးအမွေးမြင့်များဖြင့်ဖုံးအုပ်နေသောပိတ်တာကြီးတစ်မျိုးဖြစ်သည်။လက်ပြင်ကုန်းကုန်းကြီးဖြင့်အင်မတန်ကြီးရာဆိုးလာသောထိုပိတ်တာကြီးကကျမနှင့်ခက်လန်းလန်းရှိရာသို့တရွတ်တိုင်လျှောက်လာပြီ။လာပါပြီ။လာပါပြီ။သူ့ကိုတွားခေါ်လာခဲ့တာပါ။ကျမအနီးသို့ကပ်လာရန်လဲပိတ်တာကြီးမှာအနေငယ်ပူလောင်သလိုဖြစ်သွားရာလမ်း၍အနောက်အနေငယ်ဆုပ်သည်။သူဆက်တွေ့လာသောအတန်ကိုကြားဘူးနေသလိုထင်မိရာ ခင်တစာအတွက်ကျမကိုတဆင်းခံအိမ်မက်ပေးကဆက်သွယ်ခဲ့ဘူးသောတခါကပရာကြီးပင်ဖြစ်ပေလိမ့်မည်။ကျမကပိတ္တာကြီးကိုစတင်မေးခွန်းထုတ်သည်။ခင်တစာကျမစီကိုလာလို့ရပါပြီလား။နန်နမိတ်ဆောင်ကြီးတွေရဲ့ပြစ်ဒဏ်ပေးခံနေရတာလား။ဟုတ်တယ်။ဟုတ်ပါတယ်။ဒါကိုပြောပြဖို့တကလာဒေးထီကိုငါလာခဲ့ပြရတာပါ။ငါကိုလည်းရိုက်ထုတ်ခံရလို့ပြေးလာခဲ့တာပါအမ။ ငါမိတ်ဆွေကဒံယာရီနဲ့ချုံနောင်ထားခံရပြီးနေရာရွှေ့ခွင့်လည်းမရှိပါဘူး။သူ့ခြေထောက်အနာအဖူကြီးတစ်လုံးကမြေကြီးနဲ့ဆက်ပြီးဖြစ်နေရတာပါ။သူကလူတွေကိုဒုက္ခရောက်တဲ့အထိနှောက်ယှက်လို့ဝရုမာရတွေကသူ့ကိုပြစ်ဒဏ်ပေးထားပါတယ်အမ။သူ့မှာနာကျင်ပြီးမလုံနိုင်ပါဘူး။ကျမကခင်တစ္စာဆိုသောပရာကိုမမြင်ရသေး၍ထပ်မေးလိုက်သည်။ခုသူ့ကိုစားလာပြောပေးနေတာကဘာတူလဲ။ ဘာကြောင့်ခင်တစ္ဆာကိုကူညီနေတာလဲငါကလူနာမည်မသိတော့ပါဒီခန္ဓာရတာကြာပါပြီ ခင်တစ္ဆာဆိုတဲ့လူမိမစီမှာပြိတ္တရေဝင်စားခွင့်ရဖို့စောင့်ခဲ့ရဘူးပါတဲ့အမသူ့စီကိုငါဝင်စားခွင့်ရနေတော့မှပဲ သူ့ရဲ့လူဘဝတက်တန်းကုန်သွားလို့ငါပါပြန်သေးဆုံးခဲ့ရတယ်သူကငါဒီဘဝရောက်ကာစတုန်းကလိုပဲအစာလည်းမစားရဘူး နှစ်ကာလတွေအများကြီးကြားမှသူများလာကြွေရဆိုင်သူစားခွင့်ရမယ်လို့အကြီးအကဲတွေပြောထားပါတယ်။ဒါပေမဲ့သူကပိတ်တာတွေရဲ့ပြစ်ဒဏ်အကြောင်းကို နားမလည်သေးပဲလူတွေကိုလိုက်ဒုက္ခပေးနေလို့အဆိုးဆုံးပြစ်ပေးခံနေရပါတယ်။အမားကသူ့အတွက်တစ္ဆာဆိုပြီးအကြီးအကဲတွေစီမှခွင့်တောင်းပေးတော့မှ သူအစာစားခွင့်ရပြီးတတ်တာခွင့်ရမှာပါ။သူ့ပြစ်ဒဏ်ချိန်ကတိတ်မကြံတော့ပါဘူး။ ထိုပိတ္တမဲမဲကြီးနောက်မှသပင်ရှိရှိခနာကိုပိမ့်ပိမ့်လီလီနဲ့စိမ့်ဖန့်ဖန့်လက်ရည်ပြားများရှိသောအမျိုးသမီးပိတ္တတူတည်ရွေ့လျှောက်လာနေသည်လွန်စွာမောပန်းအာအင်ချီနေပြီးစာလောင်နေပုံရသည်ကျမကိုမြင်တော့စံတန်းဖို့တောင်အင်အားမရှိသောလက်နှစ်ဖက်ဖြင့်အစာတောင်းသောဟန်ပြူနေသည်ရှေးမှပိတ္တကြီးကစကားဆက်ပေးသည်သူစကားပြောဖို့အားနေနေလိုပါအမ ငါလဲငါရဘူးတဲ့အစားကျဉ်ကြံလေးတွေကျွေးဖို့စူးစမ်းဖို့ပေမဲ့မရလို့အခုအမကျွေးတာသူစားရရင် စကားနည်းနည်းပြောနိုင်လာမှာပါ သူကျွတ်ဖို့အချိန်နီးနေလို့အမသူ့ကိုကူညီပေးပါပိတ္တဘွားမာရောင်ထူးဆန်းစွာအကျိုးလိုလာသောမိတ်ဆွေကောင်ရှိနေကြလားဟု ကျမအတိတ်ကူရလိုက်သည်ခင်တစ္ဆာအမိရှိခဲ့ဘူးသောပရာဤဘဝအကူပြောင်းထီတိုင်းထိုပိတ္တကြီးကလိုက်ကူညီပေးနေအောင်မိသဘောရှိသည် တအောင်ကြာတွင် ပြင်ပရုပ်လောက၌ကျမပြင်ဆင်ပေးလာခဲ့သော အစာအစာထဲထားသည့်တစ်သားပကံနှင့်တကားငါးကြော်များ ထမင်းများတင်ထားရာစပွဲကသူမရှိရောက်နေသည်သူမလည်းအငံမရရုပ်ပြက်ဆင်းပြက်ဆာရရှာတော်သည်တနာစရာနှင့်ရှင်တွဲ၍ကြောက်စရာလဲကောင်းလာသည် အလေငါးရိုးကြီးကိုပါစုံမိတ်မြူချနေသည် အောင်းဩစရာကောင်းဒီမှာထို့အသားငါထမင်းတို့ကကုန်မသွားပဲအစ်စ်အတိုင်းပြန်ပြန်ပြည့်နေခြင်းဖြစ်သည် အနှဲငယ်တင်းတိမ်သလိုရှိလာသောအခါသူမသည်ဘေးရင်ရှိနေသောမိတ်ဆွေပိတ်တာကြီးကိုပါတတိယသွားပြီးအစားအသောက်များကိုခွဲဝေပေးကာကျွေးနေပြန်သည်ထို့ပိတ်တာတို့၏တနာစရာမြင်ကွင်းကြောင့်ကျမစိတ်မကောင်းကြီးစွာဖြစ်မိသည် သို့သော ကျမဝမ်းနဲ့လာ၍တမာတိအားလျော်လင်ခင်တင်းစွာမှားလို့ပြောလိုသောစကားများကြားရန်ဆောင်ရွက်ရန်အာယုံပြတ်တောင်းသွားပေလိမ့်မည်။ထို့ကြောင့်သူတို့စားတောင်းနေသောမြင်ကွင်းကိုခိတ္တလွှဲ၏။ဝင်းလေထွက်လေကိုပြန်ရှုပေးနေကြရသည်။အမဒိုဒိတ်၆ကတ်သောမိန်းမတစ်ယောက်တန်ကအာယုံထဲပေါ်လာသည်။ကျေစုတင်လွန်၍ပြုံးရွှင်နေသော မျက်နှာဖြင့်ကြည့်နေသောခင်တစ္စာကိုမြင်လာရသည်။ လက်အုပ်ချီတာက မျက်ရည်တွေလည်းကျနေခဲ့သည်ဂျေစုမမေ့ပါဘူးအမြဲကူညီပါမယ်နော်အမားကိုဂျေစုတင်ရင်ဒုက္ခဆွဲကိုဖြုတ်ပေးပါ လူဘဝမှာတုန်းကဝိဒုက္ခအကြောင်းရင်းကိုရှာပြီးပြောပြပေးပါ အမစူးစမ်းပြီးကူညီပါမယ်နော် ခင်တစ္စာက ကျမထိုင်နေသောခုံနှန်းရှိရှိကအင်္ဂရေပြင်ပေါ်တွင်ပစိတုတ်ကကြုံကြုံလေးထိုင်ချလိုက်သည်ဟုတ်ကဲ့ပါရှင်ဆီယာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ ပြည်ရန်ကြသောစတ်ထုံးများဆိုတဲ့ဝိတုလေးရဲ့အပိုင်းဆက်နှစ်ကိုဖပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်နာစင်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။